မော်လမြန်မာရှိတဲ့ဒီချာဂျင်စတေရှင်ကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ solar ကိုအသုံးပြုပြီးတော့ DC ချာဂျင်လုပ်တာပေါ့နော်။ကြည့်ဒီနေ့ကတော့ကျွန်တော်မော်လမြိုင်မှာရွာလေတဲ့နေပဲပေါ့နော်။တကယ်ချင်းကပြောလိုက်တာတောင်ဝိုင်းကိုတက်ဆိုတော့ကျွန်တော်တောင်ဝိုင်းကိုဘာမှလည်းမသိဘူး။တောင်ဝိုင်းဆိုတော့စိတ်ထဲမှာတောင်ဝိုင်းတောင်ပေါ့နော်။တောင်ဝိုင်းတောင်တက်မယ်။အော်ကားလေးနဲ့လည်းတောင်တက်တဲ့ဟာလေးစမ်းကြည့်မယ်ဆိုပြီးတော့စိတ်ကူးနဲ့လာတာ။ဖျားပေါ်ကနေပြီးတော့ဟိုးဘက်ကိုလှမ်းကြည့်ရတဲ့ရှုခင်းကြီးကတကယ်ကိုမိုက်တယ်။ဘာနဲ့မှမလဲနိုင်ဘူး။တော်တော်လေးကြည့်ရတာဘယ်လိုပြောမလဲ။လုံးဝအမောကိုပြေးသွားတာပဲ။အားလုံးပဲမင်္ဂလာပါဗျာ။ အဲဒီတစ်ခါကတော့ဖအံကတော့ကျွန်တော်နောက်ပြီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖအံကိုလာတဲ့အချိန်မှာမိုးရွာတယ်။ဖအံကပြန်တော့မိုးရွာတယ်။ဖအံမှာရှိတဲ့အချိန်မှာလုံးဝမိုးမရွာဘူးပေါ့နော်။အဲဒီနေ့ရဲ့အဆီဇင်ကိုပြောပါဆိုလို့ရှိရင်ဒီနေ့ကကျွန်တော်တို့ဖအံကနေမော်လမြိုင်ကိုသွားမှာပဲဖြစ်ပါတယ်။အဲဒီအချိန်မှာဒီကားလေးရဲ့ဘက်တရီ SOC ကဘယ်လောက်ကျန်သေးလဲဆိုတော့85ရာခိုင်လုံးကျန်သေးတယ်။85ရာခိုင်လုံးဆိုတော့ကျွန်တော်တို့မနေ့ကဖအံကိုတပတ်ပတ်တယ်။ညပိုင်းနေလျှောက်သွားပြီးအပြန်မှာတော့မှအကျန်ကဘက်တရီ SOC 85ရာခိုင်လုံးကျန်သေးတယ်။ဒီဘက်တရီ SOC 85ရာခိုင်လုံးနဲ့ကျွန်တော်တို့ဒီဖအံကနေမော်လမြိုင်သွားမယ်။မော်လမြိုင်မြို့တပတ်ပတ်မှာပဲဖြစ်ပါတယ်ကြာ။အဲ့တော့ကျွန်တော်တို့ဆက်သွား ွားအောင် let's go အဲ့ဒီတစ်ခါခီးစဉ်အောင်နည်းနည်းထူကြရလို့ပြောရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖအံကိုလည်းတစ်ခါမှမရောက်ဘူး။မော်လမြိုင်အောင်လည်းတစ်ခါမှမရောက်ဘူးပေါ့နော်။အဲ့တော့ဖအံနဲ့မော်လမြိုင်ကိုကူတဲ့အချိန်မှာဆိုလို့ရှိရင်ဒါ first time မောင်းမူးခြင်းပေါ့နော်။ဒီဘက်လမ်းကြောင်းနေအကုန်လုံးပေါ့။အဲ့တော့ကားရဲ့အနေထားတွေကလမ်းအနေထားတွေရောဘယ်လိုမျိုးရှိမလဲဆိုတော့အချက်မောင်းကြည့်ပါမယ်ဖြစ်ပါတယ်။အဲ့တော့မော်လမြိုင်ရောက်အောင်ပြန်တွေ့မယ်ကြာ။ဆက်မောင်းအောင်။ ုကတော့ကျွန်တော်တို့မော်လမြိုင်ရောက်ပြီကျွန်တော်တို့တဲမဲ့နေရာကိုလည်းရောက်ပြီပေါ့နော်အဲ့ဒီချိန်မှာဆိုလို့ချင်းဘယ်ရီပါဆန့်ကဘလောက်ကျန်သေးလဲဆိုတော့59ရာခိုင်နှုန်းကျန်သေးတယ်အဲ့တော့စထွက်လာတဲ့ချိန်က85ရာခိုင်နှုန်းနဲ့စထွက်လာတယ်ဒီရောက်တဲ့ချိန်မှာ59ရာခိုင်နှုန်းကျန်သေးတာဆိုတော့ဖအန်ကနေမော်လမြိုင်ကျွန်တော်တို့တဲမဲ့နေရာအထိကို16ရာခိုင်နှုန်းပဲကုန်ပြီးတော့ရောက်လာရဲဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်ဟိုတယ်မှာ check in ဝင်မယ်ပြီးပြီဆိုလို့ချင်းကျွန်တော်မော်လမြိုင်ကိုဆက်ပြီးတော့ပတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့အားကိုလုံးဝမသိဘူးရှိတဲ့ရာခိုင်နှုန်းနဲ့ပဲမော်လမြိုင်ကိုဆက်သွားမှာပဲဖြစ်ပါတယ်ဗျာ let's go ကဲအခုကတော့ကျွန်တော်တို့ဟိုတယ်မှာ check in လုပ်ပြီးသွားပြီလဖိတ်လေးတောက်ချင်တာနဲ့ဟိုတယ်နားမှာရှိတဲ့လဖိတ်ဆိုင်လေးမှာလဖိတ်လေးတောက်ပြီးတော့အခုဆက်ထွက်လာတာပေါ့နော်ဘယ်ကိုသွားမှလဲဆိုတော့ကျွန်တော်ရဲ့ထုံးစံတိုင်းမြို့တစ်မြို့ကိုရောက်တဲ့အခါမှာဖျားတဆူဆူအရင်ဆုံးဝင်ပြီးဥခိုက်မယ်ပေါ့နော်အဲဘယ်ဖျားကိုသွားမှလဲဆိုတော့ကြည့်လိုက်တဲ့အခါမှာဒီနားမှာရှိတဲ့ကျွန်တော်ကြိုက်တလန်ဖျားကိုအရင်ဆုံးသွားမှာပဲဖြစ်ပါလေကြာအဲ့တော့ဆက်သွားကြည့်အောင် ားဘော်ကိုရောက်တဲ့အချိန်မှာလေဖျားဘော်ကနေပြီးတော့ဟိုးဘက်ကိုလှမ်းကြည့်ရတဲ့ရှုခင်းကြီးကတကယ်ကိုမိုက်တယ်။ဘာနဲ့မှမလဲနိုင်ဘူး။တော်တော်လေးကြည့်ရတာဘယ်လိုပြောမလဲ။လုံးဝအမောကိုပြေးသွားတာပဲ။ တို့ကတော့ view point ကထွက်လာပြီးတော့နေကင်းစားစားမယ်ဆိုပြီးတော့ပတ်ရှာလိုက်တာလမ်းမသိတော့တော်တော်လေးရှာလိုက်ရရပေါ့နော်အခုနောက်ဆုံးပမာရရလဲဆိုတော့ lucky nine ဆိုတဲ့ sign လေးပေါ့နော် sign လေးကလုံးဝ river view လေးနဲ့ fight လေးကအရန်မိုက်တော့ကျွန်တော်ဒီဆိုင်မှာနေလည်စားစားမယ်ပြီးလို့ရှိရင်ကျွန်တော်တောင်ဝမ်းတောက်ပေါ့ set တက်မှာပါဖြစ်ပါတယ်ကဲအခုကတော့ကျွန်တော်နေလည်စားစားတောက်ပြီးတော့ဘယ်သွားမလဲဆိုတော့တောင်ဝမ်းတောင်ဝမ်းသွားမှာပဲဖြစ်ပါတယ်ကြာ let's go ဲဒီနေ့ကတော့ကျွန်တော်မော်လမြိုင်မှာရွာလဲတဲ့နေပဲပေါ့နော်။ဘာဖြစ်ကျွန်တော်ဒီနေ့ကတော့မော်လမြိုင်မှာပတ်ကြည့်ရတဲ့သဘောလေးပေါ့နော်။အဲ့တော့စက်ခိုးကြည့်မယ်။ ကဲဒါပါပဲဗျာတောင်ဝိုင်းဆိုတာကကျွန်တော်တော်တော်လေးမေးမြန်းပြီးတော့မှရောက်လာတာပေါ့နော်ကျွန်တော်တကယ်ချင်းကတော့ဆေးထုတ်လိုက်တာတော့မဟုတ်အမှန်ကန်ညှို့လိုက်တာပဲကျွန်တော်တို့ကလဲနေတာပေါ့နော်အခုတော့မေးမြန်းပြီးတော့တောင်ဝိုင်းကိုရောက်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘေးလန်းနေတက်သွားမယ်ဆိုလို့ရှိရင်ဟိုးတောင်ပေါ်မှာရှိတဲ့ဖျားထီးကိုသွားလို့ရရလို့သိရတယ်အဲ့တော့ကျွန်တော်တို့သွားကြည့်မှာပဲဖြစ်ပါတယ်ဗျာ let's go အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတောင်ဝိုင်းတောင်ပေါ်မှာရှိတဲ့ဖရဲကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဗျာအဲဒီချိန်မှာတောင်တက် driver feeling ကိုပြောပါဆိုလို့ရှိရင်တော်တော်လေးမိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တောင်တက်ကတဲ့လမ်းတွေကလမ်းတော့ကောင်းတယ်ဒါပေမဲ့လမ်းကကျင်းတယ်ဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော် Lee Motor T03 လေးကဒီလမ်းလေးနဲ့ဒီကားလေးနဲ့ကအဆင်ပြေတာကိုတွေ့ရတယ်တချို့အတက်ကျန်းတဲ့နေရာတွေအကွက်ကျန်းတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း driver feeling က ACC ပဲမောင်းရတဲ့ feeling ကိုကျွန်တော်ကားလေးရဲ့အစွဲအယုံရော AC ပါလာတာကိုတွေ့ရတယ်ပေါ့နော်အခုကတော့ကျွန်တော်တောင်ပေါ်ရောက်ပြီနောက်ပြီးဒီမှာတခုသဘောကျတာကဘာလဲဆိုတော့ကျွန်တော်တို့ရိုက်ကွေးလောက်တာဖြစ်တဲ့အတွက် တချို့နေရာလေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်လှည့်ပြီးတော့ပြန်ရိုက်ရတာမျိုးလေးတွေရှိတယ်အဲ့အချိန်မျိုးမှာပေါ့နော်ကျွန်တော်တို့ကတောင်တက်တွေတောင်ဆင်းတွေဖြစ်တာဖြစ်တဲ့ဒီလိုမတ်ဆောက်တဲ့နေရာတွေမှာပြန်လှည့်မယ်ပြန်ဝိုက်မှာဖြစ်တဲ့အတွက်ဒီချိန်မှာဘာအားသာချက်ဖြစ်သွားလဲဆိုတော့အော်တိုဟိုးပါတာကလည်းအများကြီးအားသာချက်ဖြစ်တာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်အခုတော့ကျွန်တော်တို့ဖျားပေါ်ရောက်ပြီးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့တောင်အောက်ကိုပြန်ဆင်းမယ်မော်လမ်းမြိုင်မှာကျွန်တော်မိတ်ဆွေတယောက်ကကျွန်တော် solar system ကိုသုံးပြီးတော့ DC charging လေးနဲ့ charging station လောက်ထားရလို့သိရတယ်ပေါ့နော်အဲ့နေရာလေးမှာကျွန်တော်တို့ကားလေးကိုအားသွားသွင်းမှာပဲဖြစ်ပါလိမ့်ဗျာသွား ခုကတော့ကျွန်တော်တို့ charging station ကိုရောက်ပြီးမော်လမြမရှိတဲ့ဒီ charging station ကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ solar ကိုအသုံးပြုပြီးတော့ DC charging လုပ်တာပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင် DC charging ကဘယ်လောက်ရှိလဲဆိုတော့ DC charging က60 kW က3ခုရှိမယ်။20တခုရှိမယ်။30တခုရှိမယ်ပေါ့နော်။လက်တလုံးမှာဆိုလို့ရှိရင်တော့ကျွန်တော် solar jet တွေဘယ်လောက်တင်ထားလဲဆိုတော့ကျွန်တော်ဒီအပေါ်မှာမြင်နေရတဲ့ခေါက်မှာဆိုလို့ရှိရင်အချက်60ရှိတယ်။ဟိုးနောက်မှာ54ချက်ရှိတယ်ပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင်တော့ solar အချက်တွေက140ကျော်ရှိမယ်။ inverter ဆိုလို့ရှိရင်125 kW ရှိတယ်။ battery ဆိုလို့ရှိရင်271 kW တိရှိတယ်ပေါ့နော်။လက် တလောမှာဆိုလို့ရှိရင်တော့ solar ကိုဓာတ်ရိုက်အသုံးပြုလို့ရမယ် channel အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ60 kW နှစ်ခုစာလောက်ပဲလက်တလောမှာအသုံးပြုလို့ရအောင်ပဲအဲ channel အကုန်လုံးအသုံးပြုချင်တယ်ဆိုလို့ရှိရင် grid မှာချိတ်ရမှာပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်တော့ဒီမှာရှိသမျှ charging နဲ့အကုန်လုံးကို solar နဲ့ပဲအသုံးပြုလို့ရတော့မယ်လို့သိရတယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်း solar တွေဟိုဘက်မှာထပ်ပြီးတော့ setup လုပ်နေရလို့သိရတယ်နောက်ပြီးလို့ရှိရင်ဒီ charging station လေးက24နာရီပတ်လုံးလာရောက်ပြီးတော့အသွင်းလို့ရမှာပဲဖြစ်ပါတယ်ဗျာ ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီနေ့ခီးစဉ်ရောအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါလေဗျာအဲကျွန်တော်ဒီနေ့ခီးစဉ်ကိုပြန်ပြောပါဆိုလို့ရှိရင်မနက်ကဖအန်ကနေအား85နဲ့ထွက်လာတယ်မော်လမြိုင်ရောက်တယ်မော်လမြိုင်မှာရောက်တဲ့ခါကျတော့မော်လမြိုင်မြို့ပတ်ပြီးတော့မှဟိုတယ်ချက်ကင်ဝင်တယ်အဲပြီးတော့ကျွန်တော်ကြိုက်ကလန်ဖျားသွားတယ်နှီးဖျားသွားတယ်ပြီးလို့ရှိရင်မော်လမြိုင်မြို့ပတ်ပြီးတော့မနက်စာစားတယ်ပြီးတော့မှကျွန်တော်တို့တောင်ဝိုင်းကိုလိုက်ရှာတယ်တောင်ဝိုင်းရောက်တယ်ပြီးလို့ရှိရင်တောင်ဝိုင်းတောင်ပေါ်တက်တယ်ပေါ့နော်တောင်ပေါ်တက်တဲ့အခါမှာဆိုလို့ရှိရင်တောင်တက်တဲ့ driving experience တွေရတယ်ပြီးတော့မှကျွန်တော်တို့တောင်ပေါ်ကဆင်းလာပြီးတော့မှ charging station မှာအားသွင်းတယ်ပေါ့နော်ဒီနေ့သွားခဲ့တဲ့ခီးစဉ်ကိုပြန်ပြီး summary လုပ်ပါဆိုလို့ရှိ င်သွားခဲ့တဲ့ကီလိုမီတာကဘယ်လောက်ရှိလဲဆိုတော့98.4ကီလိုမီတာလောက်သွားခဲ့တယ်။အဲ့ဒီတက်ကိုဘက်ထရီကဘယ်လောက်ယူသုံးလိုက်လဲဆိုတော့ကျွန်တော်12.6ကီလိုဝက်အဝါလောက်ထိကိုယူသုံးလိုက်တယ်ပေါ့နော်။ပါဆန့်နဲ့ပြောပါဆိုလို့ရှိရင်31%လောက်ထိဒီကားလေးကနေပြီးတော့ဘက်ထရီယူသုံးလိုက်တယ်ပေါ့နော်။ဒါလေးကတော့ဒီနေ့သွားခဲ့တဲ့ခီးစဉ်အတွက်ကိုကျွန်တော် total summarize ပြန်ပြီးတော့ပြပြရခြင်းပဲဖြစ်ပါတယ်ကြာ။အဲနောက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ညာစီပတ်မယ်။မလက်ပြန်ဆိုလို့ရှိရင်တော့ကျွန်တော်မော်လမြန်ကနေရန်ကုန်ပြဆင်းမှာပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါတော့။ကျွန်တော် just strike ကတချုံးပါ။